ားလုံးမင်္ဂလာပါ UK Mastery ရဲ့ Facebook နဲ့ YouTube Channel ကနေជួសុបပါတယ် Champion Pay တက်တဲ့အားလုံးမင်္ဂလာပါဒီကနေ့ရဲ့နောက်ဆုံးရအပြောင်းရွှေ့နဲ့ကျွန်တော်တို့ Dandy အကြောင်းလေးတွေကိုကျွန်တော်ပြောရမယ်ဆိုရင်ဒါအခုလောလောဆယ်မှာ Napoli က Kevin De Bruyne ကိုခေါ်ဖို့သဘောတူညီမှုရရှိသွားပြီဖြစ်ပါတယ်အသက်33နှစ်ရွယ်ရှိတဲ့ De Bruyne က Manchester City ကထွက်ပြီး City Champion Napoli ကိုပြောင်းရွှေ့မှာဖြစ်တဲ့3နှစ်စာချုပ်ပါဆော့ပိုင်းလုံးက Chicago Fire တို့ မွန်ထရီယယ်ရိုးတစ်ဖက်ကရှာလော့ပါဝင် MLS ကကလပ်အများစုရဲ့ဆော်ဒီအာရေဘီယာကလပ်တွေအားလုံးကန်လန့်ခဲ့ပေမဲ့ဒီဘရိုင်နာကပေချခဲ့ပြီး highest level မှာကစားနိုင်ချေရှိတဲ့သူရဲ့စွမ်းဆောင်ရည်ကြောင့်နာပိုလီကိုရွေးချယ်တာဖြစ်တယ်။အန်တိုနီယိုကွန်တီဆက်ရှိတာကလည်းအဓိကအချက်ဖြစ်ပြီးတော့ကယ်ဗရင်ဒီဘရိုင်နာကနာပိုလီမှာ တနည်းလောက်ခယူရို၁၂သန်းထိရမယ်။ ၃နှစ်စာချုပ်2028ခုနှစ်ထိစာချုပ်ချုပ်ဖို့သဘောတူညီမှုရရှိခဲ့တာဖြစ်တယ်။တစ်ဖက်မှာတော့ Manchester United က Matthias Cunha ကိုတရားဝင်ခေါ်ယူလိုက်ပါတယ်။ဒီနေ့ကပဲတရားဝင်ခေါ်ယူခဲ့တယ်။ဒီပြောင်းရွှေ့ကအစောပိုင်းတည်းကသဘောတူထားတာဖြစ်ပေမဲ့ မန်ယူနိုက်တက်ကအပြောင်းရွှေ့ဈေးကွက်ဖိတ်မှာကြီးညာနိုင်တာပါ။ခုညရဲ့အပြောင်းရွှေ့မှာမန်ချက်စတာယူနိုက်တက်က9နှစ် plus အပူတစ်နှစ်နဲ့သဘောတူစာချုပ်ချုပ်ဆိုတာဖြစ်တဲ့မတ်တီးယပ်စ်ခုညကမန်ချက်စတာယူနိုက်တက်အသင်းမှာလောက်ကာလာစာတပတ်ကို2သိန်းထိရရှိမှာဖြစ်ပြီးတော့2030ခုနှစ်ထိစာချုပ်အပြင် အပူတစ်နှစ်ထပ်တိုးခွင့်ကိုထည့်သွင်းထားတယ်။ဒါအပြင်သူဟာ Manchester United မှာ Marcus Rashford ဝစ်စင်တဲ့ကျွန်းနံပါတ်10ကိုဝစ်စင်ခွင့်ရရှိမှာဖြစ်တယ်။တစ်ဖက်မှာတော့ Liverpool အသင်းက Florian Vasquez အပြောင်းရွှေ့ကိုအပြီးသတ်ဖို့လုပ်ပေမဲ့မထင်မှတ်တဲ့အပြောင်းရွှေ့ Christie ကြောင့်ကြန့်ကြာနေစေဖြစ်တယ်။ Liverpool ကဒါကိုဒန်တီဖြစ်ကြီးညာနိုင်ဖို့ Club World Cup တိုင်ခင်မှာအစွမ်းကုန်ကြိုးပမ်းတာဖြစ်တယ်။ဒါ Liverpool အနေနဲ့ Fabrizio Romario တစ်ဖက်က David Ornstein ရဲ့ report အရဒုတိယအကြိမ် ကာလာမူကိုလီဗာကူဆင်ကပေးချထားတယ်လီဗာကူကဖရိုနီဗာစ်အတွက်22နှစ်သားကိုပထမအကြိမ်မှာယူရိုတန်120ပက်ကိရှ်နဲ့ကာလာနဲ့တန်တရာ plus အပူစုချင်းငွေတန်20အဲလီဗာကူဆင်ကပေးချတယ်အဲ့ဒါနဲ့လီဗာကူကပြီးခဲ့တဲ့ရပိုင်းကပဲယူရို132တန်ပက်ကိရှ်နဲ့ထပ်ကာလာနဲ့ဒီအချိန်မှာလည်းပြောင်းရွှေ့ခြေတန်တရာ plus solidness နဲ့အပူစုခြေ32တန်လီဗာကူဆင်ကဒီကစားမကို လက်ရှိ current market ပေါက်ချင်းမှာလည်းတန်140ဖြစ်တဲ့အတွက်သူတို့ကတန်150တောင်းထားတယ်တချို့ report တွေမှာဆိုရင် Bayer Leverkusen ဘက်က Eric Ten Hag ကအခုလောလောဆယ်မှာ Harvey Elliott ပဲဖြစ်ဖြစ် Jared Conser ပဲဖြစ်ဖြစ်တယောက်ယောက်အလိုက်ပေးပြီးပြောင်းရွှေ့ချေးတတ်မှတ်ချက်နဲ့အတူခေါ်ယူဖို့ပြင်ဆင်နေတယ်ဆိုတော့ Leverkusen က Liverpool အသင်းရဲ့ကမ်းလှမ်းနှစ်ကြိမ်ပယ်ချထားတာဖြစ်တယ် အဲဒီလိုကူစီဟာလီဗာပူးအသင်းကဂိုဒမာခေလာဟာထွက်သွားနိုင်မယ့်အခြေအနေကိုလည်းဖန်တီးခဲ့တယ်။ဘာကြောင့်လဲဆိုတော့သူတို့ကသူတို့ရဲ့ဂိုဒမာပိုဇီရှင်အတွက်ဘရန်ဖို့ရဲ့ဂိုဒမာဖလက်ကန်ကိုခေါ်လိုက်ပါတယ်။ဘရန်ဖို့ရဲ့ဂိုဒမာကိုလီဗာကူစင်ရဲ့နီးပြအရစ်တဟန်ကယူရို10တန်းတဲ့ခေါ်တဲ့အတွက်တိုမတ်ဖရန့်အသင်းရှိကနေဒါဖလက်ကန်က10တန်းနဲ့လီဗာကူစင်ကိုရောက်ရှိလာတာဖြစ်တယ်။ နောက်ဆက်တွဲအနေနဲ့လီဗာပူးရဲ့ဂိုးသမားခဲလာဟာကဖလကန်ရဲ့နေရာမှာဘရန်ဖို့ကအစားထိုးလိုက်ပါတယ်ဘရန်ဖို့ကခဲလာဟာကိုပြောင်းရွှေ့ခြင်းပေါင်း16တန်းပဲပေးရတယ်တူတရားဖြင့်18တန်းကြိုကြိုပဲရှိတယ်စနစ်တက်သမ5တန်းကိုလီဗာပူးကအရင်ရမှာဖြစ်ပြီးနောက်ထပ်5တက်သမ5တန်းကနေ6တန်းအထိ ပေးဖို့သဘောတူတဲ့အတွက်လက်ရှိမှာခင်လာဟာကလီဗာပူးကထွက်ပြီးတော့ဘရန်ဖို့ကိုပြောင်းရွှေ့သွားပြီဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲချက်ဆီသင်းကလည်းလီယန်တီလက်ကိုခေါ်လိုက်ပါတယ်။ချက်ဆီကလီယန်တီလက်ကိုပေါင်တန်း30နဲ့ခေါ်ပြီးတော့2030ခုနှစ်ထိခေါ်ယူဖို့သဘောတူမှုရရှိလာပါ။ဒီကစားသမားကိုကာလာရှိချာစာချုပ်ပြီးစစ်စစ်မှုအပြီးမှာချက်ဆီရဲ့ တိုက်စစ်မှုတပြေခေါ်ယူနိုင်တာဖြစ်တယ်။တစ်ဖက်မှာချက်စီကပေါ်တူဂီလူငယ်ကစားသမားဒါရီယာလိုအဆူဂိုကိုလည်းအပိသက်ခေါ်လိုက်ပါတယ်။ဒီစားမကိုချက်စီကစပိုးတင်းကနေပြီးခဲ့တဲ့နှစ်တည်းကသဘောတူညီမှုရရှိထားတာဖြစ်ပြီးတော့လတ်ပါမကိုအငှားတွားကစားခဲ့ပြီးအခုလက်ရှိမှာချက်စီကတရားဝင်ကြေညာနိုင်ပါတယ်။အသက်16နှစ်ပဲရှိတဲ့သူကအခုလက်ရှိမှာ defensive midfield နဲ့ central midfield position မှာကစားနိုင်သူဖြစ်ပြီးတော့ ေါင်18တန်းကျော်နဲ့ချက်စီးကခေါ်ယူခဲ့ပြီးတော့သဘောတူညီမှုရရှိလို့စတန်ဖို့ဘရစ်ကိုသူရောက်လာပြီဖြစ်တယ်။ဖီယွန်တီနာအသင်းရဲ့ကိုသမားဒါဗစ်တဟေယာကမိုနာကိုကိုပြောင်းရွှေ့မှုကိုပယ်ချပြီးတော့ကလပ်သင်းနဲ့နှစ်နှစ်သက်တမ်းထပ်တိုးပါတယ်။မန်ချက်စတာယူနိုက်တက်ရဲ့ကိုသမားဟောက်တဟေယာကပြီးခဲ့တဲ့ရာသီမှာအကောင်းဆုံးစွမ်းဆောင်ခဲ့ပြီးတော့အခု2029ခုနှစ်ထိနှစ်နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီးကလပ်သင်းမှာစံနေဖို့ဆုံးဖြတ်ခဲ့တာဖြစ်တယ်။ လာဇီယိုအသင်းကလည်းသူတို့ရဲ့နီးပြဖြစ်ဖြစ်မိုရီစီယိုဆာရီကိုခေါ်လိုက်ပါတယ်မိုရီစီယိုဆာရီကလာဇီယိုရဲ့နီးပြဖြစ်တကြောပြန်ကင်တွဲมาဖြစ်တဲ့ကွန်ထရက်ကတော့2029ခုနှစ်တည်ရှိပြီးတော့ Sky Sport Italia ရဲ့ပေါ်ပြချက်အရဆာရီယာလာဇီယိုအသင်းရဲ့ကာလမှုရရချင်းမှာပဲ လက်ခံဖို့ဆုံးဖြတ်ခဲ့ကြောင်းဖော်ပြထားပါတယ်။အတ္တလတီကိုမက်ထရစ်ကသူတို့ရဲ့တိုက်စင်မှုအန်ထရန်ဂရစ်မန်ကိုတတ်တန်းထပ်တိုးပါတယ်။စာချုပ်တတ်တန်းကုံဆုံးဖို့တေချာနေပြီပဲသူကမေဂျာလိကိုပြောင်းနိုင်ဖွယ်ရှိတယ်။ဒါပေမဲ့ ठी ကိုကဝိုင်းရင်တိုက်စင်မှုအန်ထရန်ဂရစ်မန်ကို2029ခုနှစ်ထိနောက်ထပ်နှစ်နှစ်တတ်တန်းထပ်တိုးတဲ့အတွက် အန်ဖရန်ဂရီးစမန်ကဒီကိုသိတဲ့ဆီမီယိုနီမှာနောက်ထပ်200တိဆက်ရှိအောင်မှာဖြစ်တယ်။ Northern Forest ကလည်းအပြောင်းရွှေ့ဈေးကွက်မှာလှုပ်ရှားမှုတွေပြုလုပ်နေရင်းအခုသူတို့ရဲ့ပထမဆုံးခေါ်ယူမှုအဖြစ် Brazil Club Botafogo ရဲ့တိုက်စစ်မှု Ika Hesu ကိုခေါ်ဖို့သဘောတူလိုက်ပါတယ်။အခုလောလောဆယ်မှာပြောင်းရွှေ့ခြင်းက3ရောက်ဖြစ်တယ်။ အခုပထမတစ်ယောက်ကတော့အီကာဟေးစု ဖြစ်တဲ့ဒီကစားမကိုသူတို့ဘက်ကခေါ်ယူဖို့သဘောတူညီမှုရရှိခဲ့တဲ့၂၄နှစ်သားဟေးစုကဒါ Forest ကိုမကြမီပြောင်းလာမှဖြစ်တဲ့တစ်ချိန်တည်းမှာပဲ Forest က ဘယ်နောက်ကံကစားမဖြူပါဘာနာဆိုတဲ့ကစားမကိုခေါ်ဖို့သဘောတူညီမှုရရှိပြီးဘိုးနောက်ခံလူဂျီယာကိုလည်းခေါ်ဖို့သဘောတူညီမှုရတဲ့အတွက် Forest ကဘရာဇီးကလပ် Botafogo ရဲ့ကစားမ၃ယောက်ကိုခေါ်ဖို့သဘောတူညီမှုရရှိထားပြီးဖြစ်တယ်။တစ်ချိန်တည်းမှာပဲအခြားနီးစပ်တဲ့အပြောင်းရွှေ့တွေထဲမှာ Manchester City ကအခု Wolverhampton ရဲ့ဘယ်နောက်ခံကစားမ Ryan Agnori ကိုခေါ်ဖို့အနည်းဆက်ဆုံးရှိလာတယ်။ကစားမကိုယ်တိုင်က Man City ဆက်သွယ်လာတဲ့အတွက်လူအပ်ချက်ရှိတဲ့ဒီသင်းကိုပြောင်းဖို့ဆုံးဖြတ် က်တဲ့ဒါပတ်ကွာဒီယိုလာရဲ့အသင်းကို yes လို့ခေါင်းငိမ့်ခဲ့တဲ့အတွက်ဟူဗာဟန်တာနဲ့မန်ချက်စတာစီးတီးကြားမှာပြောင်းရွှေ့ခြင်းညှိနှိုင်းနေဆဲဖြစ်တဲ့ပြောင်းရွှေ့ခြင်းကတော့တန်လီဆယ်လောက်ဖြစ်မယ်ချိန်ထဲမှာစီးတီးက Rinders အပြောင်းရွှေ့ကိုလည်းဒီတပတ်အတွင်းမှာအပြီးသတ်ပို့လုပ်ပြီးတော့ပြောင်းရွှေ့ခြင်းတန်90နဲ့ပြီးလိမ့်မယ်လို့ Italy Media တွေကဖော်ပြထားတယ်ပြင်သစ်ကလပ်လီယွန်ရဲ့ကွင်းလယ်ကစားမ Ryan Chiqui ကိုလည်းဖတ်ကွာဒီယိုလာကခေါ်နိုင်မှာဖြစ်ပြီး ကောင်းရွှေကြီးကတော့ဘန်စီတီကတန်း30ကန်လာထားပြီးဟိုဘက်ကတန်း40တောင်းဆိုတဲ့အတွက်ညှိနှိုင်းနေပေမဲ့ဒါလည်းအပြီးတက်နိုင်ပွဲရှိကြောင်းဆိုပါတယ်မန်ချက်စတာစီးတီးရဲ့ ကိုသမားအက်ဒါဆင်နဲ့အိုတီကာတို့နှစ်ယောက်စလုံးအသင်းကထွက်ခွာမှာမဟုတ်တဲ့အတွက်စီတီကကိုသမားတေခေါ်မှာမဟုတ်ကြောင်းကြေညာလိုက်ပါတယ်အခုလောလောဆယ်မှာဂွာဒီယိုလိုကာကိုယ်တိုင်အတည်ပြုတဲ့အတွက်လိုယာတီမာစီတီကိုသမားတေခေါ်မှာမဟုတ်ကြောင်းဖော်ပြလာတယ်ထော်တန်ဟော့စပါကနီးပြအန်ချ်ပိုဆိုဂိုဂူကိုယာတုကထုတ်မှာပါကလပ်ဘက်ကဆုံးဖြတ်ချက်ချထားပြီးဖြစ်တဲ့အတွက်ယူရိုပါလိချန်ပီယံဖြစ်တဲ့တိုင်အောင်အန်ချ်ပိုဆိုဂိုဂူယာတုကထုတ်ပယ်ခံရမှာဖြစ်ပြီးစပါဘက်က မာကိုဆီလ်ဗာရဲ့အဒိုနီအီရာဝူလာအပါဝင်တိုမတ်ဖရန့်နဲ့ထိတ်တန့်နီးပြတဲ့ကိုစိတ်ဝင်စားတဲ့ဆော်ဒီအာရေဗျကလပ်အာဟီလာအသင်းကလည်းဂျီမူနီအင်ဇာဂီကိုတနစ်ကို48တန်းရှိတဲ့ပက်ကေ့ချ်နဲ့3နှစ်စာချုပ်အတန်းတရာချုပ်ပေးပြီးတော့ကမ်းလှမ်းထားပြီး သူ့ရဲ့အပြောင်းရွှေ့ကလည်းဘရူးနေမှာပဲ final decision ချသွားမှာဖြစ်လို့ Bruno Fernandes ကိုလေဆိုဒီကလပ်ကနောက်ဆုံးအချိန်ထိ decision ချဖို့စောင့်မျှော်နေပါလေဒါက Dandy နဲ့ဖြစ်နိုင်တဲ့အနည်းဆက်ဆုံးအပြောင်းရွှေ့တွေဖြစ်တဲ့တစ်ချိန်တည်းမှာပဲ Lee Wiser နေနဲ့ Arsenal အသင်းရဲ့တင်းအပါဝင်တစ်ဖက်က Tottenham Hotspur ကလေဆာနေကိုသဘောကျပြီး Bayern ကတန်းထပ်တိုးဖို့လုပ်နေပါလေအားလုံးကျေးဇူးတင်ပါတယ်